Kysse lang kid vi har kæk jo nei ne Bello dui a me kæk er yin sain tjet den nei ne Men bedre chit dui da ုတင်ရတင်မကြီးဆိုတော့ကျွန်တော်ကအများကြီးနဲ့နာနိုင်ပါရဲ့ဟုတ်ပါတယ်ကိုပုံးတယ်ဟိုအဲ့လားလေးကိုလည်းကျွန်တော်ပြောသလိုပဲတစ်ချက်လောက်တော့ကူညီပေးပါခင်ဗျာဟုတ်ကဲ့ပါထဲဝါအမေကအိုင်မြေဘလိုလိုဗီဒီယောရရတယ် online မှာနေလဲပြက်နေတဲ့တင်တွေကိုအချိန်မီဖြည့်ရှင်းနိုင်ဖို့တွေ့ရအောင်ရောက်လာခဲ့တာမိခင်ငါလည်းအဲ့ကိစ္စကိုဖြည့်ရှင်းမလို့ပဲ တို့ဘက်ကအဲ့တရီကိုမှန်တယ်လို့ထင်နေရတယ်။ပြီးတော့တရီကိုမပြင်ပေးနိုင်ဘူးဆိုလို့ငါအဲ့ကိစ္စကိုဖြေရှင်းဖို့အတွက်ရောက်လာတာ။ဒီကငါအဲ့ကိစ္စအလုံးသူတို့နဲ့နှိပ်ပြီးပါပါပြီ။ဒီကကိုနဲ့ငါနဲ့ရလေခင်မင်းနေရဆိုတော့ဒီတရင်ကိုသူတို့အချိန်ပြီးဖျက်ချပေးပါမယ်။ဟုတ်ပါတယ်မမေကန်ကျွန်တော်အဲ့ဒီတရင်ကိုပြတ်ဖြတ်ပေးပါကျမဘက်ကဖုန်းဆက်တော့ကြတော့ရှင်တို့ဘက်ကမှန်တယ်ဆိုပြီးအတင်းညင်းနေရလေဒီတရေကမှန်တယ်ဆိုတာကိုရှင်တို့ဘက်ကတက်တည်ခိုင်ခိုင်လုံးပြနိုင်လို့လားဟုတ်ပါတယ်မမေကအဲ့တော့ ။သတင်းတော်ကသူ့တရင်ကတေးကြခိုင်းပါတယ်လို့လည်းပြောပါတယ်ခင်ဗျ။အဲ့အတွက်လည်းကျွန်တော်တောင်းပန်ပါတယ်။ဟုတ်ကဲ့။ဟိုနင်းနဲ့ပတ်သက်ပြီးတော့သတင်းတွေကတက်တေးခိုင်းလို့မရှိတဲ့သူကမှားယွင်းတဲ့စွပ်စွဲချက်ဆိုတာလေ။ငါတို့ကိုရှင်းပြထားပါတယ်။ဟုတ်ပါတယ်။တေးကြမစီစစ်တယ်လို့ဖြစ်သွားတဲ့အတွက်အဲ့အတွက်တောင်းပန်ပါတယ်။အခုရှင်တို့တင်လိုက်တဲ့သတင်းကကျမတို့ကောကော်မတီတို့ကောအများကြီးနစ်နာတယ်နော်။ကျမရှင်တို့အသေးဖြတ်မှုနဲ့တရားစွဲလို့ရတယ်။ဟာအဲ့လိုတော့မလုပ်ပါနဲ့မမေခင်။ကျွန်တော်ဘက်ကအနှုံးညွတ်တောင်းပန်ပါတယ်။ဟုတ်ပါမေခင်။ ဟိုနင်းစိတ်ကိုတော့အခုချိန်မှာနည်းနည်းလျှော့လိုက်ပါသူတို့ဘက်ကလည်းအခုပြဿနာကိုအဆင်ပြေအောင်ဖြေရှင်းမိမယ်လို့ပြောနေပြီပဲလေကောင်းပြီလေဒါဆိုရှင်တို့ဘက်ကဘယ်လိုဖြေရှင်းပေးမှာလဲကျွန်တော်ဘက်ကတရားဝင်တောင်းမယ်ကထုတ်ပြန်ပေးပါမယ်တရင်မှဖြစ်ကြောင်းလည်းထုတ်ပြန်ပေးပါအဲ့လောက်နဲ့တော့မရအောင်တော့အခုရှင်တို့တင်ထားတဲ့တရင်ကိုဖြတ်ပြီးတော့ဒီတရင်မှားကြအောင်ရှင်တို့တပတ်တိတိထုတ်ပြန်ပေးရမယ်အဲ့တော့မှကျမဘက်ကတရားဆွဲမအောင် ကျမရုပ်သိမ်းပေးမယ် ဖြစ်ပါငါနဲ့လိုက်ပါလားအေးငါလိုက်ခဲ့ပြီကျွန်တော်တော့လိုက်ပါမယ်ဟုတ်ကဲ့ပါကျေးဇူးတင်ပါဟုတ်ကဲ့ပါเนี่ยแหละบาโลอยู่เดียวแท้ตัวอ่ะแหละง่าก็ပြောတာမဟုတ်ဘူး ဟာနဲ့နဲ့ခေါ်မလို့ပါပဲဒါပေမဲ့အချိန်နေကြတော့လို့ရှင်တတိယနာပိုပြီးပြန်သွားမှာဆိုလို့ငါချင်းချင်းပဲလိုက်သွားလိုက်တာပြဿနာရဲ့အလုံးပြီးတော့ရှင်ငါနဲ့ပြောပြမလို့ပါအေးပါကျေးဇူးတင်ပါရမိခင်အခုတတင်းကိုတတင်းပြီးရတဲ့အခါကိုဘသူဖြစ်မယ်လို့နေထင်လဲငါ့ကိုထိခိုက်စေခြင်းတဲ့လူကဒီလောကမှာတက်ရောက်ပဲရှိရလေ ါမဲ့အခုဘာသာတိမ်မှမရှိတော့သူ့ကိုတွားဆွဆွဲလို့မရအောင်ငါလည်းဦးမင်းဖြစ်မယ်လို့ထင်တယ်ဟုတ်တယ်သူပဲထဲပါ तू ကငါ့ကိုဒုက္ခရအောင်လို့ဘယ်နည်းလမ်းမဆိုတုံးမဲ့ပုံပဲနောက်ကြရင်လည်းဘယ်လိုနည်းလမ်းနေတုံးပြီးဒုက္ခပေးဦးမလဲဆိုတာငါမသိဘူးဦးမင်းဟာပူပူပြီးတော့ဆိုးလာတယ်သူ့ရဲ့မကောင်းမှုတွေကို ငါတို့အမြန်ဆုံးဖော်ထုတ်ပြမယ်မိခင်ဟုတ်တယ်အခုကငါတို့ဥအောင်ကိုရှာမတွေ့ဖြစ်နေတာဟွာဒုက္ခရောက်နေတာအမှုမှန်လေးပို့ဖို့တွက်ကြတယ်တက်တည်အမြန်ရဖို့လိုတယ်ဟုတ်တယ်ငါလည်းအခုဒီကိစ္စတွေဖြေရှင်းပြီးမှပဲတက်တည်ကိုရအောင်ဆုံးဆန်းရမယ်ငါတို့ဦးမေဟင်ကိုရအောင်ပြစ်ပေးရမယ်ဟုတ်တယ်မိခင် မဟုတ်ရင်ဒီလူကပြဿနာတွေပို့ပြီးရရှာနေအောင်ပါပဲအခုငါတို့ဒီတဲ့တင်းကိုရအောင်ဖုံးလိုက်နိုင်ပြီမယ်နောက်ဘယ်လိုပြဿနာမျိုးတွေထပ်ပြီးကြုံလာအောင်လဲဆိုတာမသိနိုင်ဘူးမိကစိတ်ရမ်းညစ်နေပါနဲ့အားလေပြဿနာတွေကိုကူပြီးတော့ဖြေရှင်းပေးပါမယ် တယ်မလားငါပြောတာပဲဒီမိမကအရင်လိုပဲရှောင်ထွက်သွားမယ်ဆိုတာငါကသိပြီးသားဟုတ်ပါခုခေတ်ကပတ်စံရှင်ဘာမစလို့လို့ရရခစ်ကြည့်ပဲဟာခုလောက်တရင်လောက်ကတော့လေအตาလေးဖုံးလို့ရမှာပေါ့ဟုတ်တယ်ဟဲ့သူ့ကြောင့်ပြောလဲစာနဲ့ထပ်ပြောရအောင်အခုမတ်မေခင်လက်ရှိသားကောင်ကကိုဖုံးထင်မှာမဟုတ်တော့ဘူးဟာဟဲ့ဘာတူလဲသူအမြဲကိုဖုံးထင်မှာတွေတွေလေအခုဘာသူဖြစ်သွားပြီလဲ အေးအစကတော့တရွဲ့တွေပဲဒါပေမဲ့အခုမဟုတ်တော့ဘူးအေးအဲ့ဒါဘသူလဲလဲနေမင်းနေတယ်ဟာအင်းကလည်းငါပြောမလို့သူလဲဆိုတော့ကိုနေတနာနေအေးဖြစ်တော့ဖြစ်နိုင်နေဟာအရင်တခါ project co founder ခန့်မိတယ်ကနေငါကတိတ်မတင်ကောင်းအေးဟုတ်သူတို့နေရတွဲနေကြပြီလားမသိဘူးနော်ဟွန်းငါတော့တွဲနေကြတယ်လို့ထင်တယ် မမီခန့်လို့များလေတကယ်မနိုင်အရင်တော့ကိုဖုံးတယ်ပါအခုကိုနေတနာပြီးရင်ဘသူဖြစ်အောင်လည်းမသိပါဘူးလေဟုတ်ထုံးနေဖို့တနော်သူတို့ပြောသလိုကိုကိုနဲ့မမီခန့်နေရတကယ်ချစ်သွားကြပြီလားမဖြစ်သေးပါဘူးကိုကိုအမေမလက်ထဲတော့လုံးဝပါမခံနိုင်ဘူး ဘယ်နီးလားမစို့တော့မီငါလက်ထဲရအောင်ပြန်လှုပ်ရမယ်ဖေဖေတမီးဝင်လာခဲ့မယ်နော်လာလေတမီးရမီး မျက်နှာလည်းမကောင်းပါလားဘာလို့လဲမုံမိုးလို့လို့လားအခုမမ်မီခန်းနဲ့ပတ်သက်ပြီးတော့သတင်းတွေထွက်နေတာအဲ့ဒါအမှန်မဲလားဖေဖေဘာသတင်းတွေထွက်နေတာတော့သမီးရဲ့မမ်မီခန်းကလူတက်ထားရဆိုတဲ့သတင်းလေးမဟုတ်ဘူးဆိုတဲ့သတင်းတွေလည်းပြန်တက်လာတယ် လဲပြပေးပြပေးဘာလို့ပြန်မပြောရလဲ။ तू တကယ်ပဲလူတတ်ထားတာအမှန်ပဲလားပြပေး။သမီးထင်တော့ထင်သားပဲ။အဲ့အမျိုးသမီးကစိတ်ထားမကောင်းဘူးဆိုတာ။ပြီးတော့မျက်နာလည်းအမြဲတမ်းမာထန်နေရပဲ။ပြပေးပုံမှန်လည်းမယူသေးဘူးမလား။အဲ့လိုလည်းမဟုတ်ပါဘူးသမီးရေ ူကမကောင်းမှုဆိုတာအမှန်ပဲမဲ့တည်သွားတဲ့အကူကြီးကိုဝနာရဲ့ချွေးမှဖြစ်နေတယ်။တပည့်သူ့ကိုစောင့်ရှောက်ရမယ်တောင်းဝန်ရှိတယ်။ဦးဝနာတို့မိသားစုဒုက္ခရအောင်လုပ်တဲ့မိမအောင်ဖဖေကဘာလို့ကောက်ွယ်စောင့်ရှောက်ရမှာလဲ။ကုမ္ပဏီကိုငှဲ့ရမယ်လေ။ကုမ္ပဏီရဲ့အကြီးအကဲတယောက်ကရာဇဝတ်မှုကျူးလွန်ပြီဆိုတာနဲ့ကုမ္ပဏီပဲထိခိုက်မှာ။ ီမိန်းကလေးကတနာဖို့ကောင်းပါတယ်။စီးစိမ်နေလိုချင်တဲ့စိတ်နဲ့သူစိတ်ထင်ရည်ရှောက်လို့နေတာနေမှာပါ။တမီးစိုးရိမ်နေတာတခုရှိသေးတယ်ဖေဖေ။ဘာစိုးရိမ်နေမိလဲတမီးက။တမီးကကို့ကိုစိုးရိမ်နေတာ။မောင်နေတနာဘာဖြစ်လို့လဲ။မမေခန်းနဲ့ ကိုကိုတို့ကတွဲနေကြပြီလားမသိဘူးမမေခန်ကကိုကိုနောက်အရင်ကနေရလို့သူများတွေကပြောနေကြတယ်သမီးလေးရဲ့သူများတွေလျှောက်ပြောတာကိုယုံမနေပါနဲ့မဟုတ်ဘူးပေသမီးတီကိုကိုအမေမပေါ်မှာစိတ်ယုံနေပြီဆိုတော့ กูว่าไอ้มีมันเนี่ยปัจจัยไม่ให้นั่นแบบยาตะเลยเวกูจะข้าขอร้องหาสงเอทุกเช้าเชิพี่ถอดตาไม่บอกสะสนาเนี่ยชาสิไวเปเป้မင်းလေးစိတ်မကောင်းမဖြစ်ပါနဲ့။မောင်နေนဲ့နားကတမီးကို่န်းအောင်စင်ရှိပါတယ ။တန်ရုံးစိတ်မရှိရလေးဖြစ်ဖြစ်ရဲ့။ချစ်တာမှမဟုတ်တာ။ဒါပဲမဲ့ကိုကိုအဲ့မကောင်းတဲ့မိမနောက်ကိုတော့လုံးဝအပမခံနိုင်ဘူး။ဘလုံနီးနဲ့ပဲဖြစ်ဖြစ်ကိုကိုအဲ့မိမနဲ့ဝင်ရ။သမီးစူးစမ်း။